ပစ္စေကဆိုတာအတိအတိကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာဘုသူဆီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပစ္စေကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်ဓိတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်တမောရဖျားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာ ဘယ်ချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဖျားမပွင့်ရသေးဘူးသူကဆိုပါစို့ဂေါရဝမြတ်စွာဘုရားရဲ့တတ်တော်လေးရှိနေသေးရင်အရိပတိယဖျားမပွင့်ဘူးဒါကြောင့်မလို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဖျားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယုံသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖျားဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာ စာအဆိုရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်ကြီးဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်ကြီးဟာတီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာနော်အဲ့ဒီကမှရှိသမျှဓာတ်တော်ကြီးဟာအခုဘုရားကရာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖရာရဲ့အသွင်တံပုံတံတံဖန်ဆင်းပြီးတော့တကိုးတွေပါပြီးပြပြီးတော့မှတေဇောဓာတ်လောင်ပြီး တတ်တော်လေးကတဆူးမှမကြံအောင်အကုန်လုံးပျောက်ကွယ်သွားမှာလေဓာဓာတုအန္တရာဌာနဆိုတာရှိတယ်ပေါ့ဒါမို့ဘုရားတဆူရဲ့ဓာတ်တော်ဟာနောက်ဘုရားတဆူလက်ထက်ထီအောင်မရှိနိုင်ရှိနေသေးရင်နောက်ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားနောက်ပစ္စည်းကဘုရားကျတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထား အဲ့တော့ပိစိကဗုဒ္ဓါဆိုတာဖရားတယ်တော့တဆင့်နှိမ့်တယ်တဆင့်နှိမ့်တယ်ဆိုတာအီချင်းအပြင်တဆင့်နှိမ့်သွားတယ်ဒါကစင်္သာရိပုတ္တရာတို့ရှင်မောဂလန်တို့လို့အက္ခတဝကတွေတဲ့တဆင့်မြင့်တယ်သူကအဲ့ဒီရှားမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောရမှာအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဗုဒ္ဓါဆိုတာတော့သစ္စာလေးပါးကိုတည်သူ ပစ္စေကဆိုတာအတီးဒီကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဗုဒ္ဓလို့ဒီလိုပြောတာเนาะအဲ့တော့တမသမုဒ္ဒကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်သုလဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးဘူးသို့တော့ဗမာရိယသုံးတယ်ဖရာကြီးဖရာငယ်เนาะဖရာကြီးဖရာငယ်လို့သုံးတယ်ဗမာစာပေမှာတော့ အဲ့တော့ငယ်တဲ့ဆိုတာခေါင်းအပြင်ငယ်တဲ့သဘောကိုပြောတာနော်ဟုတ်တမသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးအိန္ဒြိယပရောပရိယတိတို့အာတယနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိစိကဗုဒ္ဓမှာမရှိဘူးသို့တော့ကိုယ်ပိုင်ဉာဏ်နဲ့အတီးအတီးပိစိကဆိုတာအတီးအတီးပတိကူလာအတီးအတီး တစ္ဆာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့တစ္ဆာတရားကိုသိပြီးတော့ပိစကဗုဒ္ဓဖြစ်ကြတာအရတ္တမေရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖို့တဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဘိညာဉ်၆ပါးပဋိသင်္မိရာဉာဏ်၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူခြားထက်မြက်တဲ့အရည်အချင်းတွေရှိတယ်ထူခြားထက်မြက်တဲ့အရည်အချင်းတွေရှိတယ် အဲ့လိုဘိသိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ particular ဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောသို့သောဘိသိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ကြတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးဘိသိကဗုဒ္ဓတွေစကားပြောပါတယ်ကုသိုလ်ဟောတာတဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုတော့အထက်ကရာမှာရှင်းထားတာရှိတယ်။သစ္စေကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်။သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလူသိသွားအောင်ပြောနိုင်သွားမှရှိဘူးလို့တွေ့လို့ဆိုလိုတယ်နော်။မဟောတာတော့မဟုတ် ိုးသောတေကရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေနဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအီအဲနဲ့လောက်ရမှာပေါ့အဲအခုခေတ်တော့စကားပြောတဲ့နေတွေရှိတယ်လေလက်ကလေးတွေဟိုချိုးဒီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ သူမှအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ